ရက်တီဖို့ခက်လာသည့်ပရဟိတလူနာတင်ရင်များတင်းသားဤတိုင်းမှာတိုက်ပွဲဖြစ်ပွားမှုကတလထက်တလပုံမှုများပြားလာနေပါတယ်။နေမီစိုးမှုမှုပြန်ရဖို့စစ်ကောင်စီတပ်ကရက်ရှိစစ်ကြောင်းထိုးတာတွေလှုပ်လာပါတယ်။တော်လန်ရေးဘက်ကလည်းအရှိန်ကောင်းနေပြီးနေမီစိုးမှုရေးအရယူနိုင်ဖို့ကြိုးစားနေပါတယ်။ပဋိပက္ခတွေပြင်းထန်နေတဲ့တင်းသားဤတိုင်းထဲမှာ လုံခြုံရေးအတွက်စစ်ဆေးမှုတွေကလည်းပုံမူတင်းကျပ်လာနေတာပါစစ်ဆေးရေးဂိတ်တွေကလည်းပူတိုးလာနေပြီးသုံးပေတကိတ်လို့ခေါ်ကြတဲ့အထိစစ်ဆေးရေးဂိတ်တွေများလာပါပြီစစ်ဆေးရေးဂိတ်တွေမှာအဓိကတားဆီးစစ်ဆေးခံနေရတဲ့ယင်တွေကတော့လူနာတင်ယင်တွေပါ လူနာတင်ယင်တွေကိုနှစ်ဖက်စလုံးကပြစ်မှတ်ထားစစ်ဆေးလိမ့်ရှိပြီးဖမ်းဆီးတာပြစ်ခတ်ခံရတာတွေရှိလာတာကြောင့်လူနာတင်ယင်အသင်းတွေနေပါလာနေပါပြီ။ ကျမ်းမာရေးစောက်ရှောက်မှုမရှိတလောက်ဖြစ်နေတဲ့ကျေးလက်နေပြည်သူတွေကဆေးရုံဆေးခန်းသွားပြီးအရေးပေါ်ဆေးကုဖို့အတွက်လူနာတင်ရင်တွေကိုပဲအားကိုးနေရတာပါပြစ်မှတ်ထားစစ်ဆေးခံရလူနာတင်ရင်တွေကနှစ်ဖက်စလုံးရဲ့စောက်ကြည့်တာကို ခံနေရတယ်လို့အခမဲ့လူနာတင်ရင်အတင်းကြီးထောင်သူတူကဆိုပါတယ်ပရဟိတအဖွဲ့တွေကိုတော့နိုင်ငံရေးအမြင်တွေ ကင်းစီခြင်းတယ်လို့လဲသူကဆိုပါတယ်။လူနာတင်ရင်အတင်းတွေကအာနာသိမ့်ပြီးချိန်ကစပြီးဖီအားမျိုးစုံခံရတဲ့ပရဟိတအဖွဲတစ်ခုဖြစ်ပါတယ်။ဖန်းစီခံရတာတွေရှိသလိုပြစ်ခတ်ခံရတာတွေလည်းရှိပါတယ်။ရင်ပေါ်ပါလာတဲ့လူနာကတဖက်ဖက်နဲ့ပတ်သက်ဆက်နွယ်သူဆိုရင်အရင်ဆုံးပြစ်မှတ်ထားခံရတာကလည်းလူနာတင်ရင်မောင်းတွေပါပဲ။အချိန်မရွေးဖန်းစီခံရပြစ်ခတ်ခံရတာတွေကြောင့်လူနာတင်ရင်မောင်းဖို့ဆိုတာ NDA အရန်ရှိတဲ့အလုတ်တခုဖြစ်လာနေတာပါ။ဒါကြောင့်ကျေးလက်နေပြည်သူတွေမြို့တက်ဆေးကုသမှုခံဖို့ပုံမလိုအပ်လာချိန်မှာလူနာတင်ရင်အသင်းတွေကနေတဲ့နေပါလာနေပါပြီ။ဒါကြောင့်လဲအခုချိန်မှာနေဘက်မှာရှိတဲ့ပြည်သူတွေကျန်းမာရေးနဲ့ပတ်သက်ရင် အချိန်မီဆေးကုသနိုင်မှု အခက်အခဲရှိလာပါပြီ။လူနာတဲပိုးတဲ့နေရာမှာလူနာထက်လုံခြုံရေးကိုဦးစားပေးနေရတယ်လို့ဖြစ်နေတယ်လို့ လူနာတင်ရင်မောင်းသူတူကလည်းပြောဆိုပါတယ်စစ်စေးဂိတ်စစ်ကောင်စီကညမထွက်ရအမိတ်ထုတ်ထားသလိုစစ်စေးဂိတ်တွေမှာလူနာတင်ရင်တွေကိုတင်းတင်းကြပ်ကြပ်စစ်ဆီးနေပါတယ်အခြားလက်နက်ကိုင်းအဖွဲ့တွေရဲ့စစ်စေးဂိတ်တွေမှာလည်းစစ်ဆေးခံရတာတွေရှိနေပါတယ်မွန်ပြည်နယ်အစပ်မလွဲတောင်ဂိတ်ကနေတနင်းတာကြီးတိုင်းကော့တောင်းမြို့အထိစစ်ကောင်စီတပ်စစ်စေးဂိတ် အများအပြားရှိသလိုတော်လှန်ရေးအဖွဲ့တွေရဲ့စစ်ဆေးရေးဂိတ်တွေလည်းရှိနေပါတယ်။ပဋိပက္ခအတွင်းမှာလက်နိုင်ကင်အဖွဲ့တွေကလုံခြုံရေးအတွက်တင်းကျပ်မှုတွေကြောင့်ပြည်သူတွေအချိန်မီဆေးကုသခွင့်မရကြဘဲအသက်ဆုံးရှုံးတာတွေဖြစ်ပေါ်လိမ့်ရှိပါတယ်။ညမထွဲရအမိတ်အပါဝင်စစ်ဆေးရေးဂိတ်တွေကြောင့်ညဘက်လူနာတင်ကားခေါ်ယူရင် မလိုက်ကြတာများပါတယ်။စေတနာရှင်လှုပ်အားရှင်တွေလည်း ညဘက်နယ်ဝေးမှာလူနာသွားတည်ရမယ့်အပေါ်မှာစိုးရိမ်ထိတ်လန့်တာတွေရှိနေပါတယ်။ဒါကြောင့်နယ်ဒေသကသူတွေညဘက်ကျမ်းမာရေးတစ်ခုခုအရေးပေါ်ဖြစ်လာရင်စိတ်ကူးဖို့မလွယ်ကူပါဘူး။လူငယ်ရှားလာလူနာတင်ရင်ပရဟိတအသင်းတွေရင်ဆိုင်နေရတဲ့အခြားအခက်အခဲတစ်ခုကတော့လူငယ်တွေရှားပါလာတာပါ။ဒေသတွေမှာလူငယ်တွေနည်းလာတာကြောင့်လူနာတင်ရင်ကားမောင်းမဲ့သူ ကူမဲ့သူတွေမရှိတော့ပါဘူးတင်းသားကြီးတိုင်းကနေဒေသတွေမှာ အရင်ကအေးဘော်လူနာတဲ့ပရဟိတအဖွဲ့တွေအားကောင်းခဲ့ကြပါတယ်အခုဆိုရင်အေးဘော်ကားတွေရှိပေမဲ့လူငယ်တွေမရှိတော့လို့လုပေးမဲ့သူမရှိတော့ပါဘူးဒေသမှာကြံခဲ့တဲ့လူကြီးတွေကလည်းအေးဘော်အသင်းအဖွဲ့တွေကိုပြန်လုပ်ခြင်းပေမဲ့လုံရနိုးနိုးမလုံရနိုးနိုးနဲ့တွေးဝေနေရတာတွေရှိတယ်လို့ဆိုပါတယ်အဓိကပြဿနာကတော့ အသက်အန္တရာယ်ထိကြာရောက်နိုင်လို့စိုးရိမ်နေကြတာလို့သိရပါတယ်။ဒီအလုတ်ကိုအန္တရာယ်ကင်းကင်းလွတ်လွတ်လပ်လပ်လုပ်နိုင်ဖို့ဆိုရင်ဒီအဖွဲ့အစည်းတွေပေါ်မှာလက်နက်ကင်အဖွဲ့တွေကတန်တရာကင်းကင်းနဲ့စောက်ရှောက်ပေးဖို့လိုပါတယ်။စစ်ကောင်စီဘက်ကရောတော်လန်ရေးအဖွဲ့တွေဘက်ပါလူနာတင်ရင်တွေကိုဖိအားပေးတာအတုံးချတာမျိုးမလုပ်ဘဲပြည်သူတွေစေဝါကုသနိုင်ခွင့်အတွက်ကူညီပေးကြဖို့လိုသလိုပရဟိတလုပ်တဲ့သူတွေကလည်း ပရဟိတစိတ်တသက်နဲ့လှုပ်ဖို့လိုအပ်တယ်လို့အရေးပေါ်လူနာသည်အဖွဲ့ဝင်တွေကဆိုကြပါတယ်။အလှငွေခက်ခဲအရေးပေါ်လူနာတင်ရဲ့အသင်းတွေကအရင်ကတော့အလှရှင်များတဲ့အတွက်အလွယ်တကူရပ်တည်နိုင်ကြပါတယ်။အခုကတော့ရန်ပုံငွေရဖို့အရန်ခက်ခဲခဲခဲရှာနေရတယ်လို့လူနာတင်ရင်အသင်းတွေကဆိုကြပါတယ်။အရင်ကလူနာပို့တဲ့အခါမှလူနာရှင်တွေစီက အလူငွေကိုလက်မခံဘဲနဲ့တောက်ခံလို့ရပြီမဲ့အခုတော့နေတွေကလူနာတွေကိုစေပေးရမယ်ဆိုရင် အလူငွေလိုလာတယ်လို့ဆိုကြပါတယ်အချို့အသင်းဖွဲ့တွေကခကြီးအကွာဝေးပေါ်မူတည်ပြီးငွေကြေးသတ်မှတ်ချက်နဲ့တောင်းခံရတာတွေရှိလာပါတယ်အခုကလစဉ်အလူရှင်တွေနဲ့ပဲမေးပြီးရက်တီနေရတယ်လို့ရန်ပုံငွေရရှိမှုကတော့အရင်ကထက်၃ပုံ၃ပုံတောင်မရတော့ဘူးလို့ဆိုပါတယ် အဖွဲရံပုံငွေနဲ့ရက်တီတဲ့အတင်းတွေနဲ့ပါလာပြီးအိတ်ဆိုင်လောက်ရတာကြောင့်လဲရက်သွားတဲ့အတင်းအဖွဲတွေရှိနေပါတယ်ပြည်သူ့ကျမ်းမာရေးစောက်ရှောက်မှုမရှိတဲ့လောက်ဖြစ်နေတဲ့နယ်ကျေးလက်ဒေသတွေအတွက်ကတော့မြို့ပေါ်တဲ့ဆေးကုသဖို့ဆိုရင်လူနာတင်ရင် ပရဟိတအတင်းတွေကိုပဲအားပြုနေရတာပါအခုလိုအကြောင်းအမျိုးမျိုးကြောင့်လူနာတင်ရင်ပရဟိတအတင်းတွေနဲ့ပါလာတာကကျေးလက်နေသူတွေအတွက်မလိုလားအပ်ပဲ အသက်သေးဆုံးရတာမျိုးအထိဖြစ်လာနေပါတယ်။ဒါကြောင့်အရေးပေါ်လူနာတင်ရင်ပရဟိတအသင်းတွေရပ်တည်နိုင်ရေးဝိုင်းဝန်းလှုပ်ဆောင်ကြဖို့လိုလာပြီဖြစ်ကြောင်းပါ။